အမေမင်္ဂလာပါဒေါက်တာနွင်ဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးမှာကတော့ကိုယ်ဝန်ဆောင်တဲ့ချိန်မှာအစာမကြေဖြစ်တာဘာကြောင့်ဖြစ်တာလဲရေဒီလိုမျိုးအစာမကြေဖြစ်တာကိုဘယ်လိုသတ်တာပြောင်းကင်းအောင်လုပ်မလဲဆိုတဲ့အချက်ကလေးတွေကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ကိုယ်ဝန်ဆောင်ချိန်မှာဘာကြောင့်အစာမကြေဖြစ်တာလဲ ကိုယ်ဆောင်တဲ့ချိန်မှာကိုယ်ဆောင်ဟော်မုန်းတစ်ခုဖြစ်တဲ့ progesterone ဆိုတဲ့ဟော်မုန်းကတချိန်တုန်းမြင့်တက်လာတဲ့အတွက်ကြောင့်မလို့ဒီအစာချေစနစ်ကိုရုတ်တရက်နေသွားစေတယ်။ပြီးတော့ရင်အစာအိမ်မှာရှိတဲ့ကြွက်သားတွေကိုသူကရော့ရဲအောင်လုတ်တိုက်တဲ့အတွက်ကြောင့်မလို့အစာအိမ်အတွင်းမှာရှိတဲ့ acid တွေကအပေါ်ကိုပြန်ကန်တက်လာပြီးတော့အစာမကြေတာရင်ပြည့်ရင်ကျတာမျိုးတွေဖြစ်တတ်တယ်။နောက်ပြီးရင်ကိုရင်းလာရတဲ့မြခလေးရလည်းကြီးလာတဲ့အတွက်ကြောင့်မလို့အစာအိမ်ကိုဖိမိတဲ့အခါကျရင်ပြည့်ရေရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဘလို့သက်သာပြောင်းပြင်အောင်လုပ်မလဲပုံဆောင်တဲ့ချိန်မှာအစာမချေဖြစ်တာအတွက်ကြောင့်မလို့အစာစားတဲ့အချိန်ကို၅ချိန်ကနေ၆ချိန်တော့ခွဲစားမယ်အစာကိုနည်းနည်းခဏခဏစားတာမျိုးတွေဖြည်းဖြည်းချင်းစားတာမျိုးတွေအဲ့လိုမျိုးလုပ်ပေးလို့ရတယ်ပြီးတော့ည၈နာရီကျော်လို့ရှိရင်တော့ဖြစ်နိုင်ရင်ဒီလိုမျိုးအစာတွေမစားဘဲနဲ့ခဏတော့ရှောင်ကြည့်လို့ရတယ်။စီကြောစာတွေအဆက်တွေအဲ့လိုမျိုးအစာတွေကိုဒီရင်ပြင်းရင်ကဖြစ်တယ်ဆိုလို့ရှိရင်တော့ခဏလေးရှောင်လိုက်ပါ နောက်ပြီးွားတော့အိတ်တယ်ဆိုလို့ရှိရင်ဒီခေါင်းဘက်ကိုနည်းနည်းလေးမြင့်ထားပြီးတော့အိတ်တင်ပါတယ်။အစာမကြေလို့စီးတောက်ရှင်နေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြသပြီးမှတောက်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့တချို့အစာရင်ဈေးတွေကကိုယ်ဝန်ဆောင်ချိန်မှာမတောက်ရတဲ့ဈေးတွေရှိတဲ့အတွက်ကြောင့်မလို့ကိုကတောက်မယ်ဆိုလို့ရှိရင်တော့ဆရာဝန်ကိုပြောပြပြီးမှဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်တင်ပါတယ်။ပြဋိဌာန်းမဲ့အချက်ကတော့ဒီလိုမျိုးအစာမကြေဖြစ်တာကကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေဖြစ်တာရှိပေမဲ့ ပြင်းထန်စွာအံနေဒါပေမဲ့အရန်ဘိုက်ကအောင်နေသွေးအံနေအဲ့လိုမျိုးတွေရှိရဆိုလို့ရှိရင်တော့စီးရုံစီးကန်ကိုချက်ချင်းသွားတင်ပါတယ်အားလုံးပဲဒီလိုမျိုးကုံဝန်ဆောင်ကျမကြီးမိခင်နေကလေးကျမကြီးကလေးကျမကြီးအမျိုးသမီးကျမကြီးဘုသူတလေးသိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်